တကယ်လို့အခုနဲ့နိုဘယ်ဉာဏ်ကြီးဆုကိုမရခဲ့ဘူးဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဘက်ကဘလို့တုတ်ပြန်လာမလဲဆိုတာနဲ့ပတ်သက်ပြီးနော်ဝေးနိုင်ငံမှာစိုးရိမ်မှုတွေရှိနေပါတယ်။ကမ္ဘာပေါ်မှာဂုဏ်သိက္ခာအကြီးဆုံးနိုင်ငံရေးဆုတစ်ခုဖြစ်တဲ့နိုဘယ်ဉာဏ်ကြီးဆုကိုရွေးချယ်ပေးလို့ရှိတဲ့နော်ဝေးနိုဘယ်ကော်မတီကအခုနှစ်အတွက်ဘယ်သူကိုဓမ္မမဟုတ်ဘယ်အဖွဲ့အစည်းကိုဆုပေးမလဲဆိုတာအခုသတင်းပတ်အစောပိုင်းမှာကတည်းကအဆုံးပြထားပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နိုဘယ်ဉာဏ်ကြီးဆုရမယ့်သူကတော့ဒီနေ့အောက်တိုဘာ10ရက်နေ့မှာတရားဝင်ကြေညာပြီး ဒီဇင်ဘာကျရင်စုချင်းမြန်မာဖြစ်ပါတယ်။ထရမ့်ဟာနိုဘယ်ငြိမ်းချမ်းရေးဆုကိုရလိုကြောင်းပြောကြားထားဘူးတလို့သူ့ရဲ့အသွင်းစီးအတိုက်အဝန်းကလည်းသမရကတေချာပေါက်ဆုရတဲ့နယ်ဆိုတာမျိုးကြဲကြဲလောင်လောင်တွန်းအားပေးထားကြပါတယ်။ထရမ့်ကသူဟာသမရတသက်နှစ်ချိန်အတွင်းစစ်ရေးပဋိပက္ခ9ခုထိရပ်တန့်ပေးထားခဲ့ကြောင်းကြေကြော်ထားတယ်လို့လလောလလတ်အနေနဲ့ဂါဇာကမ်းမြောင်ဒေသမှာအစ်စထရင်းနဲ့ဟောင်းဘတ်ဂျာကစစ်ပွဲကိုအဆုံးသတ်စေဖို့ကနအူးအဆင့်သဘောတူညီမှုတွေရရှိအောင်ကြောင်းဝယ်ညှိနှိုင်းပေးထားပါတယ် ထရမ့်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုပေးအပ်တဲ့ကြောင်းအစ္စရေးအဇာဘိုင်ဂျန်အာမေးနီးယားပါကစ္စတန်ကမ္ဘောဒီးယားနိုင်ငံတွေရဲ့အစိုးရတွေနဲ့နော်ဝေးလွှတ်တော်တွေကအမတ်တချို့ကလည်းထောက်ခံထားကြပါတယ်။ဒါပေမဲ့သူဟာတကယ်ပဲ2025ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုရပါမလားဆိုတော့ကတော့အာမခံချက်မရှိသေးပါဘူး။ထရမ့်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုရရှိရေးအမေရိကန်ဘက်ကအရေးအမွတ်တွန်းအားပေးမှုတွေကလည်းပုံမအားကောင်းလာပြီးအော်တိုဘာ၈ရက်နေ့မှာတော့အင်ဖီရောကထရမ့်ကိုငြိမ်းချမ်းရေးတမရလို့ရင်ညွှန်းရေးသားထားတဲ့တပ်ပုံကို Facebook ပေါ်မှာတင်ထားခဲ့ပါသေးတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုကိုလူ9ယောက်ပါကော်မတီကရွေးချယ်တာဖြစ်ပြီးနိုဘယ်ဆုဆိုင်ရာကျွမ်းကျင်သူတွေ၊နော်ဝေးကလေးလာစောင့်ကြည့်သူတွေအများစုကတော့ Trump အနေနဲ့အဆုမရလောက်ဘူးလို့သုံးသပ်ထားကြပါတယ်။တကယ်လို့အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်နိုဘယ်ငြိမ်းချမ်းရေးဆုလိုချင်လို့တောက်လျှောက်ထင်းသာမြင်သာစကားကြောင်းလန့်ထားနမိတ်ပြထားခဲ့တဲ့ Trump ကဘယ်လိုတွေတုတ်ပြန်လာမလဲဆိုတာကိုနော်ဝေးပြည်သူတွေနိုင်ငံရေးသမားတွေကြားမှာစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ နော်ဝေးရဲ့လက်ဝဲရင်းဆိုရှယ်လစ်ပါတီအကြီးအကဲခရစ်စတီဘက်စတိုကတော့နော်ဝေးအစိုးရအနေနဲ့ဂျုံလာနိုင်တဲ့မြအရာအလုံးအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ထရမ့်ကအမေရိကန်ကိုလွန်ကဲတဲ့ဥတီချက်တစ်ခုစီတွန်းပို့နေကြောင်းသူဟာလွတ်လပ်စွာပြောဆိုခွင့်ကိုထိပါတတ်ခိုက်ခဲ့တယ်လို့လျှို့ဝှက်ရဲတွေကိုမျက်နှာဖုံးတွေတက်ခိုင်းပြီးနေခင်းကြောင်တောင်လူတွေကိုပြန်ပေးလိုက်ဆွဲခိုင်းနေကြောင်းတရားရုံးတွေနဲ့ရည်တီချခိုင်မာတဲ့အဖွဲ့အစည်းတွေကိုလည်းဖိနှိပ်ဖြိုခွင်းနေကြောင်း အဲ့ဒီလိုထိလွယ်ရှာလွယ်ဖြစ်ပြီးအာနာရှင်ဆန်နဲ့တမရမျိုးနဲ့ရင်ဆိုင်ရမယ်ဆိုရင်နော်ဝေးအနေနဲ့အရာရာအတွက်အကျိုးပြင်ဆင်ထားရမှာဖြစ်ကြောင်းသူကပြောကြားသွားပါတယ်။ Nobel Committee ဟာလွတ်လပ်တဲ့အစုအဖွဲ့ဖြစ်ပြီးစုရွေးချယ်ရေးမှာနော်ဝေးအစိုးရကလုံးဝဝင်ရောက်စွပ်ဖက်လို့မရကြောင်းဒါပေမဲ့ Trump ကဒါရီနားလည်မယ်လို့သူမထင်ကြောင်းဒီတော့ Trump ကတုတ်ပြလာနိုင်တာမှန်တယ်မြောက်ကိုလည်းနော်ဝေးကတော့ပြင်ထားရမှာဖြစ်ကြောင်း Bastow ကအဆိုပါတယ်။ ထရမ့်ကသူဟာနိုဘယ်ဆုနဲ့တကယ်ပဲထိုက်တန်တယ်ဆိုတာယုံကြည်ထားကြောင်းထုတ်ပြောထားမှုတပါဇူလိုင်လတုန်းကတော့သူဟာနော်ဝေးရဲ့ဗန်ဒါရေးဝန်ကြီးလည်းဖြစ်နေတိုးစစ်မဟာမိတ်အတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ဂျန်စတိုတန်ဘတ်ကိုနိုဘယ်ငြင်းချရေးဆုနဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းခဲ့ပါတယ်။နောက်ပြီးကမ္ဘာနိုင်ငံခေါင်းဆောင်တချို့နဲ့တွေ့တဲ့အခါသူကဒီစုကိုရတဲ့နယ်လို့လူတိုင်းကပြောဆိုနေကြတယ်ဆိုတာမျိုးလဲထရမ့်ကမှတ်ချက်ပေးခဲ့ပါတယ်။အမေရိကန်မှာနိုဘယ်ငြင်းချရေးဆုကိုနောက်ဆုံးရထားတဲ့သမ္မတကတော့ဘာရက်အိုဘားမားပါ။ 2009ခုနှစ်တုန်းကအိုဘားမားဟောင်းသူ့ရဲ့အထူးခြားပြောင်မြောက်တဲ့တန်တမန်ရေးရာအစီအမံတွေလူသားတွေကြားပေါင်းကူးဆက်သွယ်ပေးဖို့အားထုတ်မှုတွေအတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တာဖြစ်ပါတယ်ရှင်။